မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီလည်းယာယီအပြစ်ရကြောင်းကြေညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်စင်ယုံကထုတ်ပြန်တဲ့အဲ့ဒီကြေညာချက်မှာချွင်းချက်များလည်းပါဝင်ပြီးလက်နက်ကိုင်းတွေအနေနဲ့အင်အားစုဆောင်ခြင်းနဲ့စုဖွဲ့ပြင်ဆင်ခြင်းတို့ပါလုပ်နေတာဆက်လိုက်တိုက်ခိုက်မယ်လို့ဆိုပါတယ်မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်နောက်ဆက်တွဲကင်းစင်အတွက်2025 AP နှစ်ရဲ့မှ22ရက်တိယာယီအပြစ်ရကြောင်းစစ်တပ်ကဒီကနေ့ညပိုင်းမှာကြေညာလိုက်ပါတယ် ညီငလေးနောက်ဆက်တွင်ကင်းစိန်အတွင်းယာယီအပြင်ရက်မယ်ဆိုရဲလက်နက်ကင်တပ်ဖွဲ့ရင်းရဲ့ကံလန့်ချက်တွေကိုစစ်ကောင်ဆောင်ပူဇော်မှုကြီးမင်းအောင်လိုင်ကမနိကပေးချလိုက်ပြီးရဲ့နောက်စစ်တပ်ကဒီကနေ့မှယာယီအပြင်ရက်မယ်လူထပ်မံကြီးညာတာဖြစ်ပါတယ်။ ယာယီပြကတ်တက်ခိုင်းမှုရက်ဆိုင်ရေးကာလလို့စစ်တပ်ကရည်ညွှန်းဆိုတဲ့အဲ့ဒီကာလမှာအပြစ်ရထားမှဖြစ်တော့လေစစ်တပ်ကလက်မခံတဲ့ချင်းချက်တွေကိုချိုးဖောက်တဲ့လက်နက်ကိုင်းတွေကိုတော့တံပြန်တက်ခိုင်းမယ်လို့စစ်ကောင်စီထုတ်ပြန်ချက်ကဆိုပါတယ်စစ်ကောင်ဆောင်ရင်စေယုံကထုတ်ပြန်တဲ့အဲ့ဒီညညာချက်မှာလက်နက်ကိုင်းတွေအနေနဲ့အင်အားစုဆောင်ခြင်းနဲ့စုဖွဲ့ပြင်ဆင်ခြင်းတို့လုပ်နေပါကဆက်လက်တိုက်ခိုက်မယ်လို့ဆိုပါတယ်ဒါအပြင်စစ်သွေးရေးလမ်းကြောင်းများအရက်သားများနဲ့တပ်စခန်းတပ်ဌာနချုပ်တွေကိုတိုက်ခိုက်ခြင်းနေအမည်ချဲ့တွင်ခြင်းတို့ပြုလုပ်ပါကတံပြန်တက်ခိုက်မယ်လို့လည်းဆိုပါတယ်ငလျင်လုပ်ပြီးနောက်စစ်ကောင် ီတိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG PDF ကအေပီလ17ရက်နေ့ထိနဲ့ညီနာမဟာမင်းများဖြစ်ကြတဲ့ရခိုင်တပ် AA ကိုကန်တပ် MND နဲ့တောင်တပ် DNL တို့ကအေပီတလတာတစ်ဖက်သက်အပြစ်ရကြောင်းကြေညာထားပါတယ်။ ဆက်လက်ပြီးမြမစစ်တပ်ရဲ့အကြမ်းဖက်မှုနဲ့စစ်မှတ်ပြုခြင်းချက်ချင်းရတံပိုးကုလတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကတဘာဝဘေးနဲ့တင်ခဲ့တဲ့ဒေသတွေမှာမြမစစ်တပ်မှလှုပ်ဆောင်နေတဲ့အကြမ်းဖက်မှုပုံစံမျိုးနဲ့ပဋိပက္ခမှာပါဝင်ပတ်သက်နေသူအလုံးကြီးနဲ့စစ်မှတ်ပြုခြင်းတွေကိုချက်ချင်းရတံပိုးကုလသမဂ္ဂကဤပြည်လားတရားနည်းမှာတောင်းဆိုလိုက်တာပါ။တဘာဝဘေးနဲ့တင်ခဲ့တဲ့ဒေသများမှာမြမစစ်တပ်မှစီရင်လှုပ်ဆောင်မှုတွေဆက်လက်လှုပ်ဆောင်နေခြင်းကနောက်ထပ်အသက်ဆုံးရှုံးမှုတွေရှိလာနိုင်လို့ပြည်သူတွေကိုကာကွယ်ဆောင်ရှောင်ရင်းနဲ့အသက်ငယ်အကူအညီများပေးဖို့ရည်ရွယ်မှ ာသာအယုံဆိုင်ပြီးဖို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ကျူနီပီရှော့ကမီဒီယာတွေကိုဖြေကြားတဲ့အစီရင်ခံစာမှာတောင်းဆိုထားတာဖြစ်ပါတယ်။လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးရေးလုပ်ငန်းများမှာအဖက်ဖက်မှအရေးတကြီးလမ်းဖွင့်ပေးမှာဖြစ်ပြီးအကူအညီပေးရေးလုပ်သားများပြီးခင်လုံခြုံရေးနဲ့ပြည်ထောင်စုဒေသတွေကိုလုံခြုံစေချပြီးအတားအဆီးမရှိဝင်ရောက်ခွင့်ရရှိရေးကိုလည်းတောင်းဆိုထားပါတယ်။ ပြန်လည်တင်းမြတ်တဲ့လမ်းကြောင်းရရှိဖို့လည်းအကြံဖတ်မှုအဆုံးသတ်ဖို့လိုအပ်ကြောင်းကုလသမဂ္ဂနဲ့မိဖတ်ဖွဲ့စည်းပြီးအားလုံးကိုလူသားချင်းစာနာမှုဆိုင်ရာလူအချက်တွေအထူးသဖြင့်ထိခိုက်လွယ်ဆုံးတဲ့ပြည်သူများဖြည့်ရှင်းဆောင်ရွက်နိုင်ဖို့ကန့်သက်ချက်မရှိဝင်ရောက်ခွင့်လည်းလိုအပ်ကြောင်းဆိုပါရယ်။ငလင်ကမြမပြည်သူပြည်သားတွေကြုံတွေ့နေရတဲ့ပုံမနဲ့ဆိုင်တဲ့အားနည်းချက်တွေကိုပေါ်လွင်စေပြီးပုံမကျေပြန့်လာတဲ့အချက်တွေကိုနိုင်ငံတကာမှဆက်လက်အာရုံစိုက်ဖို့လိုအပ်ကြောင်းထင်ရှားစေခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီပီရှော့ကဆိုပါရယ်။မြန်မာနိုင်ငံဆိုင်ရာကုလ သမဂ္ဂအထူးကိုယ်စားလှယ်ဂျူနီပီရှော်ကမြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်လာတဲ့အိန္ဒိယနိုင်ငံကိုတွားရောက်ခဲ့စဉ်ကလည်းဒေတာရင်းငလင်ဆိုရင်ပူပန်မှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ပြီးအခုညီများပတ်ပေါ်နိုင်ဖို့ပုံမကောင်းမွန်တဲ့ညှိနှိုင်းဆောင်ရွက်မှုအတွက်အလေးပေးဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။အဖွဲ့ဝင်နိုင်ငံများနဲ့အခြားအလူရှင်နိုင်ငံတွေထံတုံ့ပြန်ဆောင်ရွက်ချက်တွေတိုးမြှင့်လှုပ်ဆောင်နိုင်ဖို့အတွက်လိုအပ်သလို အသုံးပြုနိုင်တဲ့ရှန်ပွန်ကွေများအလင်းအမြန်ထောက်ပံ့ပေးဖို့လည်းတောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာငလင်းလောက်ခတ်တဲ့မလ28ရက်ကစပြီးဒီကနေ့ထိစက်ကောင်စီကမကွေးဘကိုးစကိုင်းမန္တလေးရှမ်းကရင်ရခိုင်ကချင်တို့မှာလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေမှုတွေရှိပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့အကျန်းဖက်စတက်ကကျမ်းမာရင်ကန္နာကွန်နှိတ်ကွတ်ထားမှုကြောင့်ငလင်းတန်းခံရသူများအကူအညီမဲ့နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စေကူတောက်မှုအညိုတကြီးပိတ်ပင်ခံနေရချိန်မှာငလင်းကြောင်းစေယုံများပြပြက်စီးသွားရာအာနာသိန်းစတန်ရဲ့စနစ်တကျဖျက်ဆီးထားမှုထင်ထင်ရှားရှားပေါ်ပေါက်လာတယ်လို့ဆိုပါတယ်။မလာကုန်ပိုင်းကလောက်ခတ်ခဲ့ ဲ့အင်အားပြင်းကလင်တန်းကြောင်းမြန်မာနိုင်ငံမှာအချိန်တိုတွင်ပျက်စီးဆုံးရှုံးမှုတွေပေါ်ပေါက်လာသလိုစံမိုင်းစောင့်ရှောက်မှုကဏ္ဍကိုစနစ်တကျဖျက်ဆီးထားတဲ့အာဏာသိမ်းစစ်တပ်ကစံမိုင်းဝန်ထမ်းတွေကိုဖျက်ဆီးထားတာဖြစ်ကြောင်းတိခိုက်တေဆုံးသူတွေဆိုးရွားစွာဖြစ်ပေါ်နေပါတယ်။မလ28ရက်မွန်တဲချိန်က Restars Gate 9.9အဆင့်ရှိငလင်တန်းကြောင်းမန္တလေးဇက်ကိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာတည်ဆုံးသူဦးရေ1900ကျော်လာပြီဖြစ်ပါတယ်။ထို့အတူငလင်တန်းကြောင်းစံမိုင်းစောင့်ရှောက်မှုဆိုင်ရာအခြေခံအဆောင်များလည်းပြိုကျပျက်စီးသွားပါတယ်။ စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ရှိအကြီးဆုံးပြည်သူစေယုံတစ်ခုဖြစ်တဲ့ဂရင်းတထောင်မှာအရေးပေါ်ဌာနတစ်ခုလုံးပြုကြပြက်စီးသွားခဲ့တယ်လို့ပြည်မနာမြို့နယ်မှာလည်းဂရင်းနေရာဆံမြို့နယ်စေယုံပါဝင်အခြားစေယုံများလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါအပြင်နေပြည်တော်ဥတ္တရာသီရီမြို့နယ်ရှိအကြီးဆုံးပုံကလေးကစင်ယုံတစ်ခုဖြစ်တဲ့ဥတ္တရာသီရီစင်ယုံကိုပင်လုံစင်ယုံမှလည်းပျက်စီးမှုတွေရှိကဝန်တန်းစင်ဦးထက်မင်းတည်ဆုံးတယ်လို့စင်ယုံတာဝန်ရှိသူတောင်းကပြောပါရယ်အလာဒူအင်အားဖြင့်ငလင်တန်းကိုစိုးစိုးရွားရွားကြုံတွေ့ခဲ့ရတဲ့မန္တလေးမြို့မှလည်းစင်ယုံအများပြားထိခိုက်ပျက်စီးသွားပါရယ်ငလင်တန်းမတိုင်ခင်ကလေးကစစ်တပ်ကမန္တလေးမြို့ရှိစင်ယုံစည်းကမ်းတချို့ကိုလုပ်ငန်းလုပ်ကိုင်ခွင့်ပိတ်ပင်ထားတဲ့အတွက်အခုအရေးပေါ်အခြေအနေမှာပြည်သူတို့အချိန်မီကုသခွင့်ခံယူခွင့်ဆုံးရှုံးနေပါရယ်မလ28 င်းရဲ့ညပိုင်းကစိမ့်ယုံမှာကဒင်မလောက်တာကြောင့်လူနာတွေကိုမြေပြင်ပေါ်မှာတာချထားမယ်လို့မြင်တွေ့သူတွေကပြောခဲ့ပါတယ်။သွေးရီအလင်းလေးနဲ့လူနာတွေကိုစိမ့်ယုံဝင်ဝါကနေတောင်လမ်းမြင်နေရတယ်။ဆရာဝန်တွေကတော့မနိုင်ဝင်ဖြစ်ပြီးဘာမှမလုပ်ပြီးနိုင်တော့ပဲထိုင်ကြည့်နေရတယ်လို့အခြေအနေကိုတွေ့မြင်နေရသူတအုပ်ကပြောပါတယ်။ 2021ဖေဖော်ဝါရီလမှာမဲမတမာမှုရှိတယ်လို့ဆွဆွဲပြီးစစ်တပ်ကအာဏာသိမ်းလိုက်မှုနောက်ဆက်တွဲအနေနဲ့ကျမ်းမာရေးစောင့်ရှောက်မှုကဏ္ဍခရော်နီခရော်နဲ့ဖြစ်လာတဲ့အခြေအနေမှာငလင်းတန်းခံနေရတဲ့အချိန်မီပုံမထင်ရှားလာပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကကျမ်းမာရေးဝန်ထမ်းတွေကိုပြတ်မှတ်ထားဖမ်းဆီးမှုအပါအဝင်ကဏ္ဍတစ်ခုလုံးကိုစနစ်တကျဖျက်ဆီးခဲ့ပါသေးတယ်။လေနှစ်အတွင်းမန္တလေးအခြေဆိုင်ပုဂ္ဂလိကစေယုံခုနှစ်ယောက်ရန်ကုန်အခြေဆိုင်စေယုံနှစ်ယောက်ကိုစစ်တပ်ကအတင်းအဓမ္မပိတ်ပင်ခဲ့ပါတယ်။ အာနာဖီဆိုင်ကြီးလှုပ်ရှားမှုစီရီယံမှာပါဝင်တဲ့ဆရာဝန်တွေကိုခန့်အပ်ထားတယ်ဆိုတဲ့ဆဆွဲချက်နဲ့စစ်တပ်ကပြည်ပင်ထားတာဖြစ်ပါတယ်စစ်တပ်ကထားမှတ်ထားတဲ့မူဝါဒရီဆိုးရွားမှုတန်းကိုကြုံတွေ့နေရခြင်းဖြစ်တယ်လို့ရန်ကုန်ခြေဆိုင်ဆရာဝန်တန်းကသုံးသပ်ပါတယ်အဆိုပါဆရာဝန်မှာရန်ကုန်ပြည်သူစေယုံနဲ့နေပြည်တော်ကရင်တထောင်ဆန်အစည်းအရုံတို့မှာအကြီးတန်းခွဲစိတ်ဆရာဝန်နဲ့စေယုံအုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်ပါတယ်မန္တလေးကပုတ်ကလေးကစေယုံတချို့ဟာစစ်တပ်ရဲ့အမိန်ကြောင့်ငလင်းမတိုင်မီကလေးကလက်ပတ်နိုင်ခြင်းမရှိတော့ပါဘူးကျန်တဲ့ပုတ်ကလေးကစေယုံများဆိုလည်းပြ ျက်စီးသွားလို့ကုသပေးနိုင်ခြင်းမရှိတော့ပဲအားလုံးနှိပါပိတ်ပင်ထားတယ်လို့သူကဆက်ပြောပါတယ်။ စီဒီအန်ကျမ်းမာရေးဝန်ထမ်းတွေကိုအလောက်ခံထားမှုဆက်ဆွဲကြတဲ့မန္တလေးမြို့ရှိပန်းလိုင်းမြက်ချယ်ဒီမြက်ဝီလျံမင်္ဂလာမျိုးဆက်လန်ဒန်စီဝကနဲ့ငိန်ချမ်းအမြီးအားစေယုံတွေကိုအလင်းမတိုင်မီမလဆန်ပိုင်းမှာစစ်တပ်ကပိတ်ခိုင်းခဲ့ပါတယ်။ဒါပြင်မြို့တော်နန်းတော်ကန်ကောထက်နေလင်းစိန်ပန်းကျေစင်လင်းဒူဝန်အမြီးအားစေယုံတွေမှာလည်း2022မှ2023ဒီနှစ်နှစ်တာအတွင်းမှာအပိတ်ခံခဲ့ရတာပါ။အလာဒူအခုနှစ်ဖေဖော်ဝါရီလအတွင်းရန်ကုန်ရှိသမိုင်းစိန်ယုံကောင်းစိန်ယုံကျမ်းမာဒုက္ခစိန်ကနေ OSC စေယုံများပိတ်ထားခဲ့ပါတယ်။စစ်တပ်ရဲ့ ဆိုပါတိုက်ခိုက်မှုကပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာဈေးဘက်ဆိုင်ရာဝန်ထမ်းအင်အားကိုပြက်စီးစေခဲ့ပါတယ်။မန္တလေးမှာဈေးဘက်ဆိုင်ရာဝန်ထမ်း80ရာခိုင်နှုန်းကန်ကစီဒီအမ်မှာပါဝင်ခဲ့ကြတာပါ။ကျမ်းမာရေးဝန်ကြီးဌာနလက်အောက်မှာဝန်ထမ်းပေါင်းတသိန်းကျော်ရှိပြီးအဲ့ဒီပမာဏရဲ့ထက်ဝက်နီးပါးက CDM မှာပါဝင်နေတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။အာနာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကကျမ်းမာရေးဆောင်ရှားမှုမှာပါဝင်နေသူတွေပေါ်တိုက်ခိုက်မှုအကျဉ်းပေါင်း 1594ကျင်းရှိခဲ့ပါတယ်။ကျမ်းမာရေးဝန်တန်းကျမ်းမာရေးဝန်နဲ့136ဦးကိုတပ်ဖြတ်ခဲ့က836ဦးကိုဖမ်းဆီးထားတယ်လို့ဆွစ်ဇာလန်ချီဆိုင်သုတေသနတော်အဖွဲ့တစ်ခုဖြစ်တဲ့ in surgery insight ကဖေဖော်ဝါရီလမှာထုတ်ပြန်ထားတဲ့အစီရင်ခံစာမှာဖော်ပြပါရယ်အပြက်စီးများကြားမှာကယ်ဆယ်လုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြဖို့လိုအပ်နေတဲ့အချိန်ဖြစ်တော့လဲစစ်ကောင်စီစကိုင်းတိုင်းထောင်မြို့နဲ့ပလဲမြို့မကွေတိုင်းဆလင်းမြို့ရှမ်းပြည်နယ်နောင်ချုံမြို့တို့ကိုလေကြောင်းအသုံးပြုပြီးပုံချေတိုက်ခိုက်မှုတွေတော့ဆက်လက်ပြုလုပ်နေရရှိပါရယ်ကျန်းမာရေးဝန်ထမ်းတွေကိုလွှတ်ပေးတင်တယ်လို့ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေပြန်လည်လုပ်ကန်ခွင့်လဲလိုအပ်နေတယ်လို့ဒေါက်တာစိုးသူရာစောကတိုက်တွန်းပါရယ်ဒါကစီဒီအမ်မှာပါဝင်ပြီးနောက်စစ်တပ်ကိုလက်နက်ကင်တော်လန့်နေသူဖြစ်ပါရယ်ဖ န်းစည်းထိန်းသိမ်းခံထားတဲ့ကျွန်တော်တို့ကျန်းမာရေးဝန်ထမ်းတွေကိုချက်ချင်းပဲပြန်လွတ်ပေးတဲ့နေဒါမှသာကျန်းမာရေးကဏ္ဍရဲ့လိုအပ်ချက်တွေဟာကွက်တွေကိုဖြည့်တင်းနိုင်ပါလိမ့်မယ်လို့ဒေါက်တာဆိုသူရာစောကပြောပါတယ်။နေရဲစွန်ခွာထွက်ပြေးနေတဲ့အခြားစီဒီအန်ကျန်းမာရေးဝန်ထမ်းတွေကလုံခြုံရေးအာမခံချက်ရှိရင်မြို့ပေါ်တက်ပြီးကုသမှုပေးနိုင်ပါတယ်။ဒါပေမဲ့လစ်စတက်ကလိုက်ရောနိုင်ချင်နေပါတယ်လို့၎င်းကဆိုကြောင်းတတင်းမှဖော်ပြပါရှိပါတယ်ရှင်။